ကျွန်တော်တင်တို့ကိုကျွန်တော်အရန်ကြိုက်တဲ့ခေါင်းစဉ်တစ်ခုဖြစ်တဲ့သူညလာအကြောင်းပြောပြမယ်။နားအကျိန်သုံးလို့ဆိုတာကိုတင်ကြားဘူးမှာပါ။နားအကျိန်သုံးဆိုတာသုံးခေါက်ကိုဖော်ပြတဲ့အရာပါ။ရေပူရအဖြစ်ကိုဝင်ဆောင်ခြင်းကိုကိုဝင်ကိုကိုလာတို့မဟုတ်လအကျိန်၃၃ကျိန်ရှိတယ်လို့ဆိုကြတယ် ဒါပေမဲ့ကျွန်တော်တင်တို့ကိုသူညအကြောင်းပြောပြမယ်။ဒါကတော့အမှန်တကယ်အဝင်ဆောင်ခြင်းမဖြစ်ခင်ကအချိန်မှာဒါပေမဲ့အစီအစဉ်ရေးဆွဲမှုအပိုင်းကိုကြည့်မယ်ဆိုရင်အရင်မရှိသေးဘူး။ကဘာပေါ်မှာကိုဝင်ဆောင်ခြင်း60ရာခိုင်နှုန်းဟာအစီအစဉ်မရှိဘဲဖြစ်ပြီးအချို့သောပြဿနာများကိုကာကွယ်နိုင်ဖို့နောက်ပါတဲ့ပတ်ဝန်းကျင်ကိုဖန်တီးနိုင်ဖို့ကိုဝင်ဆောင်ခြင်းအစီအစဉ်ကိုအပြည့်အဝခန်းစားနိုင်ဖို့အမှန်တကယ်ဖြစ်တဲ့လုပ်ငန်းစဉ်ကိုဖြတ်တန်းဖို့ဝေးဖွာခြင်း၊နှုတ်တိုက်ခြင်းစသဖြင့် ခွင်လန်းကြီးကိုလွတ်သွားပါတယ်။ဒါကြောင့်ဘီဘတ်ဖြစ်လာမဲ့သူတွေဖခင်နဲ့မိခင်နှစ်ဦးစလုံးအတွက်ကိုကိုကိုပြန်လည်စဉ်းစားဖို့အချိန်ဖြစ်ပြီးသူတို့ရဲ့ရုပ်ပိုင်းဆိုင်ရာကျန်းမာရေး၊သိပ်ပိုင်းဆိုင်ရာကျန်းမာရေးစိတ်ခံစားမှုကျန်းမာရေးနဲ့ငွေကြေးပိုင်းကျန်းမာရေးမိသားစုအထောက်ပံ့နဲ့သာသနာရေးကျန်းမာရေးကိုပါကြီးစုကြပါတယ်။ ဒါကြောင့်သင်ရဲ့ဘဝရဲ့အတိုင်းအတာအားလုံးကို ကြည်ပါသင်ပေမှာထိလဲဆိုတာကြည်ပါအကြောင်းကတော့သင်တို့ကိုကိုကိုပုံတူကူးယူဖို့ဖြစ်နေပါတယ်ဒါကြောင့်သင်တို့အကောင်းဆုံးအနေထားမှာရှိရင်သင်ဖန်တီးမယ်ကာသမီလည်းအကောင်းဆုံးဖြစ်မှာအသေးချပါပဲနောက်ပြီးတော့မိဘတိုင်းကသူတို့ရဲ့ကလေးကိုအကောင်းဆုံးပေးခြင်းကြောင့်အသေးချပါပဲဒါကြောင့်ရုပ်ပိုင်းဆိုင်ရာအပိုင်းကို ပြောတဲ့အခါဘာကိုပြောနေတာလဲဆိုတာပါ ဒါကသင်ရဲ့စွမ်းအင်သင်စားတဲ့အစားအစာသင်ယူစားတဲ့စိတ်ကူးသင်ကြည့်တဲ့ရုပ်ရှင်သင်နားထောင်တဲ့သချင်းသင်ဖတ်တဲ့စာအုပ်သင်ရင်းနီးတဲ့လူတွေပါအရာရာတိုင်းပါပဲနောက်ပြီးတော့ဆေးဘက်ဆိုင်ရာအရာ တွေးအားနေခြင်းကိုစစ်ဆေးဖို့တိုင်းရိုက်ပြဿနာကိုစစ်ဆေးဖို့ယနေ့ခေတ်မှာအကြီးအမားဆုံးကပ်ယောဂတစ်ခုဖြစ်တဲ့ဇီးကြိုယောဂကိုစစ်ဆေးဖို့အနှုံရေးကြီးပါတယ်နောက်ပြီးတော့ Rebella Bears Claw စတဲ့ရေးကြီးတဲ့ virus ယောဂတွေကနေကာကွယ်ထားလားဆိုတာကိုလည်းစစ်ဆေးဖို့ပါ တင်းရဲ့သရေအုပ်စုကိုစစ်ဆေးပြီးအဖော်နဲ့မကိုက်ညီမှုရှိလားဆိုတာကြည့်ဖို့ကလည်းအချိန်ကောင်းတစ်ခုပါဒီအရာတွေကိုအစစ်မမှန်မှလှုံ့ဆောင်ဖို့အလွန်ရေးကြီးပါတယ်နောက်ပြီးတော့ကလေးရဖို့စ조사မဲ့အချိန်မတိုင်ခင်မှာဖော်လကဆာနဲ့စစ်နစ်အစားထိုးဆေးတွေကိုတောက်ချင်းကကလေးမှာမွေးရပါအကြီးအကျယ်အနာတရတွေကိုအထူးသဖြင့်အာယုံကြောပြုံအနာတရတွေကိုကာကွယ်ပေးနိုင်ပါတယ် ဒါကြောင့် zero trimester ဆိုတဲ့စကားလုံးမှာ zero ဆိုတာအလွတ်လုံမျိုးမြင်ရနိုင်ပါတယ်အလွတ်မဟုတ်ပါဘူးအလွန်ကြီးမားတဲ့အလားအလာရှိပါတယ်ဒါကတင်းအတွက်မှန်ကန်တဲ့အပင်သီးတွေကိုရရှိဖို့အမြင့်တွေကိုရည်ဖြည့်ပြီးအစေးတွေကိုစိုက်ပျိုးတဲ့နေရာပါတင့်မိသားစုအတွက်သာမကတင့်မျိုးတင့်နိုင်ငံနဲ့ကမ္ဘာတစ်ခုလုံးအတွက်ပါအားလုံးကိုကျွန်တော်တို့နေထိုင်ဖို့တပ်ပါတဲ့နေရာဖြစ်အောင်ဖန်တီးပေးပါတယ်